ဟယ်လိုအားလုံးပဲမင်္ဂလာပါ United Shoe ကနေကြိုဆိုပါရစေဆိုတော့ဒီနေ့မှာဆိုလို့ရှိရင်တော့ Dortmund ရဲ့ Queen League ဆာမာဖြစ်သူ Amateur ဆိုတဲ့ Queen League ဆာမာရဲ့ Tyseek ဆာမာဖြစ်တဲ့ဒီ Resman Highland နဲ့ပတ်သက်တဲ့အပြောင်းအရွှေ့တည်နေအကြောင်းကိုကျွန်တော်ဆွေးနွေးသွားပါမယ်ပထမဆုံးအနေနဲ့ကတော့ Inter Milan တင်းရဲ့ဘက်ကတော့ Tyseek Mu Francesco Pio ကို လာမဲ့ယာတီမှာပွဲထွက်ကစားသမားဖြစ်အသုံးပြုဖို့အတွက်ရည်ရွယ်ထားတယ်ပေါ့နောက်ဒါအပြင် Ancien Boni ကိုလည်းထပ်မံခေါ်ယူဖို့အတွက်မျှော်လင့်ထားတဲ့အတွက် ရက်စမောက်ဝိုင်လန်ကိုခေါ်ယူဖို့အတွက်အလားလားအင်မတန်နဲသွားပြီဖြစ်တယ်ဗောနော်အဲ POSPDO ကတော့ကျွန်တော်တို့ဒါအာဘယ်လိုပြောမလို့ဒီကလပ်ကပဖလားမှာ Republic Back ကိုဘိုးသွင်းယူပြီးတော့အထင်ကြီးစရာကောင်းတဲ့ စွမ်းဆောင်ရည်ကိုပြသခဲ့တဲ့အတွက်အင်တာမီလန်နီးပြတဲ့ဖြစ်တဲ့ခရစ်စတီယန်ချီဘူးကိုယုံကြည်မှုရရှိခဲ့တဲ့ကစားမပေါ့နော်။ဒါကြောင့်ဘိုနီကိုလည်းယူရို20လိုလီသန်ဝန်းကျင်နဲ့ခေါ်ယူနိုင်ဖို့အတွက်နှိစက်မှုတွေရှိနေတယ်။အဲ့ဒီတော့အဲ့ဒီတိုက်စစ်နှစ်ယောက်နဲ့ဆိုရင်အဆင်ပြေနိုင်တဲ့အတွက် Resmat Hoyland ကိုထပ်ပြီးတော့ကျွန်တော်ကခေါ်ယူဖို့အတွက်ပေါ့နော်။ကျွန်တော်ကကျူးပန်းတော့မှမဟုတ်ဘူးပေါ့ဗျာ။ဆိုတော့အသင်းအတွက်တော့တိတ်တော့ကောင်းတဲ့တဲ့တင်တော့ကျွန်တော်မဟုတ်ပါဘူးเนาะတခြားကြောင့်တော့ကျွန်တော်မဟုတ်အတင်းဘက်က Resmat Hoyland ကိုရောင်းပြီးတော့ အဲကျွန်တော်ငွေရလာပြီဆိုတာနဲ့တိုက်စစ်အစားထိုးဖို့ကြံနေတာအကယ်လို့ white land ကိုမရောင်းပြင်တောင်မှကျွန်တော်တို့ဘု து ကိုပဲဖြစ်ဖြစ်ရောင်းပြီးတော့ဗောနော်အဲတိုက်စစ်ကိုကျွန်တော်အစားထိုးဖို့ကြံနေတာဒီထဲမှာမှတိုက်စစ်နောက်တစ်ယောက်ခုံမေဆိုတော့ကျွန်တော်တို့မှာ Joshua Zixi ရှိနေတာ Chiro Obi ရှိနေတာ ਨੇ ဆိုလို့ရှိရင် white land ကိုလက်လွတ်တာကအသင်းတွက်အကျိုးမယုတ်စေတဲ့အခြေအနေမျိုးပေါ့ဗျာဒါကြောင့် Inter တို့ဘာလို့ရဲ့ဘက်ကစိတ်ဝင်စားတယ်တို့ဘာလို့ဆိုတဲ့သတင်းတွေကအသင်းတွက်တကယ်ကောင်းနေတယ်အခုတော့ Inter Milan ရဲ့ဘက်ကပို့ပြီးတော့သူတို့တွေက ဟိုကောင်းတဲ့ choice တခုဖြစ်တာကိုသူတို့တွေးသွားပြီပေါ့နော်ဒါကြောင့် Resmal Highland ကိုခေါ်ယူဖို့အတွက်စိတ်ဝင်စားမှုက imminent နေသွားပြီပေါ့အတင်းအတွက်တော့ Resmal Highland ကိုမဖြစ်မနေရောင်းဖို့အတွက်ဒီမီမျောလင့်ထားတယ်လို့ကျွန်တော်မထင်ဘူးနော် United ဘက်ကကျွန်တော်တို့ရောင်းချမဲ့ကစားသမားတွေကျွန်တော်တို့ရှိတယ်ထားပါတော့ Marcus Rashford တို့ Resmal ဒီ Jadon Sancho တို့ Garnacho တို့နော် Anthony Santos တို့ဒီကစားသမားတွေကမဖြစ်မနေဆိုလို့ကျွန်တော်ရောင်းချဖို့အတွက် plan နဲ့ထည့်ထားတာ ဲ့ဒီကစားမတွေကိုဦးစားပေးရောင်းချနိုင်ဖို့အတွက်လည်းအသင်းဘက်ကအမှန်ကန်ကျူးပန်းနေကြတာဒါပေမဲ့လည်းလို့ပေါ့နော်အဲ့ဒီကစားမတွေနဲ့ပတ်သက်လို့စိတ်ဝင်စားတဲ့ကလပ်တီးတွေရှိပြီးမဲ့လာစားများရတာနဲ့နော်ဟိုကစားမတွေကလာစားရှော့မယူနိုင်ရတာနဲ့နော်ကလပ်အသင်းဘက်ကလူချင်းနဲ့ပမာဏကိုတန်ကြီးမပေးနိုင်ရတာနဲ့အဲ့လိုမျိုးဆိုတော့အပြောင်းရွှေ့နဲ့ပတ်သက်လို့ရှိရင်အဲ့ဒီကစားမတွေကိုဝယ်ဖို့ကဘယ်အသင်းမှကောင်းကောင်းသတင်းမထွက်သေးဘူးအီတလီကလပ်တီးတွေရဲ့ဘက်ကတော့ Resmus ကအီတလီမှာအဆင်ပြေခဲ့ဘူးတဲ့ Atalanta တို့ဘာလို့မှလည်းတကယ်ကောင်းတဲ့ performance ကြီးပြခဲ့ဘူးတဲ့ဆိုတော့ တို့ကလိုချင်တာဒါပေမဲ့လို့လောလောဆယ်မှာဆိုလို့ရှိရင်စိတ်ဝင်စားပါတယ်ဆိုတဲ့ Inter Milan ရဲ့ဘက်ကတော့မှပိုကောင်းတဲ့ choice เนาะကျွန်တော်တွေ့သွားတာဖြစ်တဲ့အတွက်ပေါ့เนาะ Rasmus ကိုဂျူးပန်းဖို့ဟာ Immediate အခြေအနေနည်းသွားပြီလို့ကျွန်တော်ပြောလာတယ်ဒါဟာအတင်းအတွက်တော့တော်တော်ကိုအခြေအနေကမဟန်ဘူးပေါ့เนาะမဟန်ဘူးအခုချိန်ထိရောင်းချဖို့လိုတဲ့ကစားမတွေဘယ်သူမှမရောင်းနိုင်သေးဘူးတော်တော်တော့တိုင်ပတ်တယ်ဒါကြောင့်ကျွန်တော်စောင့်ကြည့်ရမယ်ဘလောက်ထိကျွန်တော်ဘောနော်ဒီကစားမနဲ့ပတ်သက်လို့ဘယ်အသင်းတွေခေါ်ဖို့အတွက်ကြိုးပမ်းလာအောင်မလဲဆိုတော့အချိန်ဒီတော့ကျွန်တော်တော်တော်နဲပါတယ်နော် အဲနောက်ထပ်သတင်းတစ်ခုကကျွန်တော်တို့ဒီဂျာမန်ရီပူတာတယောက်ဖြစ်တဲ့ Christian Falk ပါသူပြောတာလေးဆိုတော့ Manchester United ရဲ့ဘက်ကတော့ Dortmund ကွင်းလေကစားမှာဖြစ်တဲ့ Felix Nmecha ကိုခေါ်ဖို့အတွက်ပေါ့နော်စိတ်ဝင်စားလာကြောင်းသိရတယ်ဆိုပြီးတော့သူပြောထားတယ်ဆိုတော့ဒါကအသင်းဘက်ကကွင်းလေလိုအပ်နေတဲ့အချိန်မှာကွင်းလေကစားမှာနေတဲ့သတင်းထွက်တာကအများကြီးကောင်းနေရပါကျွန်တော်ရှိထွက်တဲ့တဲ့တချို့ကိုကျွန်တော်ကြည့်ရင်အသင်းကကွင်းလေလူနေတာတောင်မှကွင်းလေကိုဦးစားပေးပြီးတော့အားဖြည့်ဖို့အတွက်ကြိုးပမ်းနေတာမျိုးကျွန်တော်မရှိဘူး ော်ကျွန်တော်တို့လက်ရှိဒါကုညာကိုအပြည့်အဝနဲ့ခေါ်တယ်မကြာခင်ရပိုင်းတိုးတွင်းမှာပဲကျွန်တော်တို့အမ်ပူမူကိုခေါ်နိုင်တော့မယ်အဲ့ဒါပြီးလို့ရှိရင်တိုက်စစ်ကကျွန်တော်တို့တိုက်စစ်မှု center forward စစ်စစ်ကထပ်အားဖြည့်အောင်မယ်နော်အဲ့လိုမျိုးနဲ့ဂိုးသမားတရင်ကလည်းထွက်တယ်ဆိုတဲ့ပုံစံနဲ့ကွင်းလေကအမှန်တမ်းပြောရရင် United ကဖုံးခွန်းဖုံးခွန်းဆိုတဲ့ပုံစံမျိုးတကယ်ကျူးပန်းနေတဲ့ option မရှိသေးဘူးကျွန်တော်စိတ်ဝင်စားမှုတွေရှိလာတယ်ဆိုတာကတော့ကျွန်တော်တို့ဒါအမြဲတမ်းကြားနေကြပဲသို့တော့လက်ရှိဒီကစားမက20နှစ်ကျွန်တော်၄နှစ်ပဲရှိသေးတယ်ဂျာမန်ကွင်းလေကစားမှာ ဂျာမနီရဲ့ရွေးစင်မှာတော့အမြဲတမ်းမကစားရဘူးဒေါ်မွန်မှာတော့ပြီးခဲ့တဲ့ရာသီကဘွန်ဒက်စ်လီဂါမှာသူ26ပွဲကစားထားတယ်၄ဂိုးသွင်းတကူဖန်တီးပေးထားတယ်ပေါ့နော်ကျွန်တော်တို့ဒီတကယ်စတီကောင်းနေတယ်မှာပါတယ်ဆိုတော့ physical ဘိုင်းရပေါ့နော်ကျွန်တော်အဲ့လိုအကြီးမဟုတ်လူကောင်းအကြီးမဟုတ်ပြီမဲ့လို့ဒါလိုအပ်တဲ့မြန်နှုန်းကျွန်တော်ရှိတယ်ဟောဒါအပြင်ပြီးခဲ့တဲ့2023 2024ရာသီကလည်းပွဲ20ထိသူဒေါ်မွန်အတွက်ကစားပေးထားတယ် နောက်တင်ဒေါ်မွန်ကကစားပေးထားတဲ့ချန်ပီယံစ်လိမှာလည်းပြီးခဲ့တဲ့2024 2025ရာသီမှာဒေါ်မွန်အတွက်သူ6ပွဲထိပါဝင်ကစားပေးထားတယ်။အဲ့ဒီရှေ့ရရာသီမှာလည်း10ပွဲထိသူပါဝင်ကစားပေးထားတယ်။နောက်ဆိုတော့ဝူစပတ်အတွက်လည်းသူ့အနေနဲ့ပေါ့နော်2022 23တုန်းကပွဲ30ထိကစားထားတယ်။ဒါတွေကိုကျွန်တော်ကြည့်ရင်ကစားမကအင်ဂျူရီနဲ့ပတ်သက်လို့ရှိရင်အဲ့ဒါလောက်ကြီးတဲ့စိတ်ပူစရာအခြေအနေမျိုးကျွန်တော်မရှိဘူး။အဲ့တော့ standard gate ကြီးကျွန်တော်တို့ကောင်းနေ interception ကြီးကျွန်တော်တို့ကောင်းနေဒါအပြင်ဘောလုံးနဲ့တူဆွဲပြီးနေတဲ့ကျွန်တော်တို့စွမ်းဆောင်ရေးတချို့လည်းကျွန်တော်တို့ရှိတယ်ဆိုတော့အသင်းဘက်က အဲ့ဒီလိုမျိုး profile တယောက်ကိုလုံနေတဲ့အချိန်မှာဒီလိုဇာမားနဲ့ကျွန်တော်ဒါတရင်ထွက်လာတာပေါ့နော်။ဘာပဲပြောပြောဒါတရင်ထွက်တုံးတဲ့အချိန်ကြီးပဲရှိသေးတယ်။ကွင်းလေ option နေနဲ့ပတ်သက်လို့ရှိရင်အတင်းဘက်ကငါတို့တော့ဒီဇာမားကိုအမှန်ကန်ရဖို့ကြိုးပမ်းမယ်ဟိဆိုပြီးတော့လုံနေတာကျွန်တော်မရှိသေးဘူး။နောက်ဟိုလူကိုစိတ်ဝင်စားတယ်ဒီလူကိုစိတ်ဝင်စားတယ်ဆိုတော့ကျွန်တော်အဆင်မဲရှိသေးတာ။အကွင်းလေကစိတ်ဝင်စားမှကျွန်တော်ရမှာ။ဘာလို့ကွင်းလေကခေါ်ကိုခေါ်မှရမှာ။မခေါ်နိုင်ဘူးဆိုရင်တော့မှတက်ရောက်တော့ကျွန်တော်ခေါ်မှရမယ်။ ော်ဆိုတော့နှစ်ယောက်လောက်ရရင်တော့အကောင်းဆုံးပေါ့ဗျာအတိုင်းမျိုးကက်ဆီမဲရူရူကိုရောင်းထွက်ဖို့ခဲရင်နာကိုဘီမေနူဘရူနိုတော့ကျွန်တော်တို့ဦးဂါတီဘာညာနဲ့ဝင်းလေကနှစ်ယောက်တော့ခေါ်နိုင်မှုမရှိဘူးတစ်ယောက်ပဲအဲ့ဒီရောက်လာတဲ့တစ်ယောက်ကတကယ်ကောင်းတဲ့ကစားမဖြစ်ဖို့ပဲကျွန်တော်မျှော်လင့်ရမှာပဲเนาะဆိုတော့ဒီနေ့ညကတော့ကျွန်တော်ဒါအသင်းနဲ့ပတ်သက်လို့ထူးထူးခြားခြားသတင်းတွေကျွန်တော်အများကြီးမရှိတော့ live မလုပ်ဖြစ်တော့ဘူးဒီဆိုတော့အကယ်လို့ဗောနော update ဒါ breaking news တွေပါတယ်ကျွန်တော်ထပ်ပြီးတော့တက်လာမယ်ဆိုလို့ရှိရင်လည်း င်ပြီးသွားပါမယ်မဟုတ်လို့ရှိရင်တော့မရက်ပြန်မနက်မှကျွန်တော်တွေ့မယ်အန်ပူမူနဲ့ပတ်သက်တဲ့တင်ငါတော့ဒီအပိုင်းမှာအများကြီးထူးခြားလိမ့်မယ်လို့ကျွန်တော်ထင်တယ်အခုကကအပူစုကြီးအတွက်ကျွန်တော်တို့သဘောတူညီမှုရတာနဲ့အပြောင်းရွှေ့ကြီးကကျွန်တော်ပြီးပါပြီဆိုတော့အန်ပူမူရဲ့တင်ကိုကျွန်တော်စောင့်ကြည့်ရမယ်ဆိုတော့ညီကလေးနေရော Resma Highland ကိုမဖြစ်မနေလက်လုပ်ဖို့ကြိုးပမ်းတင်တယ်လို့ထင်ကြလားဒါအပြင်ကျွန်တော်တို့ပေါ့နော်ဒီဒီ Felix Mencha ကိုကျွန်တော်တို့ဒါအတင်းပတ်ကကျူပန်းတင်တယ်လို့ထင်လာတာမဟုတ်ဘူးတခြား Queen League Xamaria ကိုပို့ပြီးတော့အယုံဆိုင်တင်တယ်လို့ယူဆကြလာဆွေးနွေးကြပါဦးအားလုံးကိုချစ်သူများဒီမှာတယ်